ရိသက်များအလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့မင်းသမီးလေးတစ်ပါးနဲ့ကျက်တူရေးဘွားကို ရောက်နေတဲ့မင်းသားလေးတို့ရဲ့အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။အိုးရှိရှိတော့ငါตายရတဲ့နေလေးတနေ့မှာဘယင်ကြီးနဲ့မင်းသမီးလေးဟာတော်တဲ့ကို အမဲလိုက်ထွက်လာကြပါတယ်။အဲ့ဒီချိန်မှာအတန်တစ်ခုကိုကြားလိုက်ရပါတယ်။ ကဲကြပါအောင်ငါ့ကိုကဲမဲ့လူမရှိကြတော့ဘူးလားကဲကြပါအောင်မင်းသမီးလေးကအဲ့ဒီအတန်ကိုကြတော့ဘယင်ကြီးကိုပြောလိုက်ပါတယ်အဖေတယောက်ယောက်အကူညီလိုနေတဲ့ပုံပဲဟေးအဖေတော့ဘာအတန်မှမကြားလိုက်ရပါဘူးသမီးတကယ်ပြောတာအဖေတေချာလေးနားထောင်ကြည့်လိုက်ပါဦးကဲကြပါအောင်ကဲကြပါအောင် ဘယင်ကြီးလဲအဲ့ဒီတန်ကိုကြားသွားပါတယ်။ဟုတ်သားပဲဒီတန်ကဘဲကားနေများလာတာလည်းမသိဘူး။အဖေဟိုဘက်လမ်းကိုသွားကြည့်ပါ။သမီးကဒီဘက်မှာရှာလိုက်မယ်။မဖြစ်ဘူးသမီး။သမီးကိုတယောက်တည်းမလွတ်နိုင်ဘူး။သမီးကိုလှုပ်ကြမဲ့သူတွေလည်းဖြစ်နိုင်တယ်။မဟုတ်တာ အခုကအခုညီလုံးနေတာလေ။သမီးတို့ကုညီမဖြစ်မယ်။ အဲ့ဒါဆိုလေသမီးပြောတဲ့လမ်းကိုပဲသွားကြတာပေါ့ဒီလိုနဲ့မင်းသမီးကတခြားတစ်ဖက်ကို ထွက်လာခဲ့ပါတယ်ခဏကြာမှတော့ဒံယာရီနဲ့တေလူမျိုးဝါဖြစ်နေတဲ့ဇက်တူရီတကောင်ကိုတွေ့လိုက်ရပါတယ်ကုညီကြပါအောင်အရန်ကိုနားကျင်းနေပြီအမလီဇက်တူရီကစကားပြောတယ်ထူးဆန်းလိုက်တာမင်းသမီးလေးကဇက်တူရီကိုအသာအရာကောက်ကင်လိုက်ပါတယ် ငါရဲနာကျင်နေပြီငါ့ကိုကူညီပါဟုတ်ပါပြီငါမင်းကိုကူညီပါမယ်မင်းသမီးလေးကဘယင်ကြီးစီကိုသွားပါတယ်အဖေဒီချက်တူရွေးလေးကအကူညီလုံးနေတာသူ့မှာဒဏ်ရာရထားတဲ့အဖေချက်တူရွေးကလူတယောက်လူစကားကောင်းကောင်းပြောတတ်တယ်ဟုတ်လားဟုတ်တယ်ဘေးရဲ့သူကတစုံတယောက်ရဲ့အိမ်မွေးတိရစ္ဆာန်ပဲဖြစ်ရမယ် 음ငါသမီးပြောတာဟုတ်လောက်တယ်ဒီလိုနဲ့ပဲသူတို့ကနန်းတော်ကိုပြန်သွားကြပါတယ်မင်းသမီးလေးကစက်တူရီလေးကိုစေးထည့်ပေးလိုက်ပါတဲ့ရဲ့အနှင်းငယ်ကြတော့စက်တူရီရဲ့ဒဏ်ရာကတက်တာလာပါတယ်မင်းရဲ့ဒဏ်ရာတွေကိုဘယ်လိုများရလာတာလဲငါတော့ထဲမှာလမ်းလျှောက်သွားရင်းနဲ့ရခဲ့တာပါဟုတ်လားဘသူကများမင်းကိုလှုပ်လိုက်တာပါလေ တကယ်တော့ငါကမင်းသားတပါးပါဟေးမင်းပါရီပြောနေရလေမင်းကကြက်တူရေးလေမင်းသားတယောက်ဘလို့လို့ဖြစ်နိုင်ပါလဲတကယ်ပြောတာငါမန်တိုင်းပြောနေရငါလည်းပဲငါပန်းကုန်းကိုဖဲလိုက်ပါမင်းမယုံရင် ဖဲကြည့်လိုက်ပါငါမေးပါအောင်မင်းလည်းပဲငါပန်းကုန်းကိုဖဲတာနဲ့မင်းကလူဖြစ်မာတယ်လား အဲ့ဒီချိန်မှာပဲဘုရင်ကြီးကရောက်လာခဲ့ပါတယ်။သမီးအဖေသမီးကိုအရေးကြီးကိစ္စခိုင်းရရှိရဲ။ဟုတ်ကဲ့ဖေ။ကျတ်တူရေးကိုခဏထားခဲ့လိုက်ပြီးမှသူနဲ့ဆက်ပြီးတော့ကစားဟုတ်ပြီလား။ဒါနဲ့ကျတ်တူရေးလေးကို ထားခဲ့ပါတယ်။ငါလူသားတယောက်ဖြစ်ကြောင်းကို သူ့ကိုတက်တည်ပြရမယ်ဒီလိုနဲ့ပဲအချိန်တွေကြာလာတဲ့အခါ မင်းသမီးလေးကကြက်တူကြီးလေးကိုမေ့သွားခဲ့ပါတယ်။ကြက်တူကြီးလေးက မင်းသမီးလေးအနာကို ရောက်လာခဲ့ပါတယ်။မင်းသမီးလေးမင်းတခုခုကိုမေ့နေတယ်။ငါမင်းကိုပြောခဲ့တယ်လေ။ငါကမင်းသားလေးတပါးပါ။ငါလည်းပင်ကပန်းကုံကိုဖယ်လိုက်ပါ။အော်ဟုတ်သားပဲ။ငါမေ့နေတာ။ငါခုပဲပန်းကုံကိုဖြုတ်လိုက်မယ်နော်။ဒါကြောင့်မင်းသမီးလေးကပန်းကုံကိုဖြုတ်လိုက်ပါတဲ့။ ဘန်ကုံပြုတ်သွားတဲ့အချိန်မှာတော့ကြက်တူရီလေးကမင်းသားတစ်ပါးအဖြစ်ပြောင်းသွားခဲ့ပါတယ်။အိုးမင်းကတကယ်လူသားတယောက်ပဲလား။ဟုတ်တယ်ငါမင်းကိုပြောခဲ့တယ်လေငါကမင်းသားလေးတစ်ပါးပါလို့ငါကကျိန်းစာတိုက်ခင်ရလို့ကြက်တူရီဘွားကိုရောက်သွားတာ။အိုးကျိန်းစာကအရန်ကိုအံ့ဩဖို့ကောင်းတာပဲ။ငါရဲ့ကျိန်းစာကမပြည့်သေးဘူး။ မင်းအခုလူပြစ်နေပြီလေစက်တူရေးမှမဟုတ်တော့တာမဟုတ်ဘူးငါကလူသားမဖြစ်သေးဘူးငါလူတရားရောက်နဲ့တွေ့ရင်တော့စက်တူရေးဖြစ်ပြန်ပြီးတော့ပြောင်းသွားမှာဒါပြင်အဲ့ဒီကျိန်းစာကိုဘယ်လိုပြန်ပြရမလဲဆိုတာကိုရောသိရလားငါသိတာပေါ့မော်မြစ်ထဲမှာရှိတဲ့ရေကငါရဲ့ကျိန်းစာကိုဖျက်ပေးလိုက်မယ်ဟမ်မော်မြစ်ဆိုတာရှိရလား ဒါပေမဲ့အဲ့ဒါကဘယ်မှာလဲဆိုတာငါတို့ဘလို့လို့သိနိုင်မှာလဲဒီကနေတော်တဲ့ကိုထွက်သွားရမယ်မင်းအဲ့ဒါတော့ငါ့ကိုကူညီနိုင်မယ်မလားမင်းသမီးလေးဟာမင်းသားလေးကိုတွေ့တွေ့ချင်းမှာပဲချစ်မိသွားတာကြောင့်သူ့ကိုကူညီပေးခြင်းစိတ်တွေဖြစ်လာခဲ့ပါတယ်ဟုတ်ပါပြီဒါဆိုငါ့အဖေကိုပြောလိုက်မယ်လေမဖြစ်ဘူးမပြောပါနဲ့ ။ဘာဖြစ်လို့လဲဆိုရင်တော့သူကမင်းစကားကိုယုံမှမဟုတ်ဘူး။ဒါပြင်ရှင်ကိုယ်တိုင်ပြောလဲရတာပဲ။ရှင်ကအခု လူတယောက်ဖြစ်နေပြီပဲလေ။မင်းတယောက်ပဲငါ့ကိုလူလို့မြင်နိုင်တာ။တခြားသူတွေကငါ့ကိုကြက်တူကြီးတစ်ကောင်လို့ပဲ တွေးမြင်နေရမှာ။မင်းသမီးလေးကအဲ့ဒီကိစ္စတွေကိုကြားတော့စိတ်မကောင်းဖြစ်သွားပါတယ်။ဟုတ်ပါပြီ။ငါတော်တဲ့ကိုသွားမယ်။ ဒါပေမဲ့ငါ့ဖေကငါ့ကိုဘာမှမပြောဘဲသွားရင်တော့ तू စိတ်မကောင်းဖြစ်နေလိမ့်မယ်။ကောင်းပြီလေ။ဒါဆိုလဲမကူညီပါတော့နဲ့။အဲ့ဒီချိန်မှာမိဖုရားကြီးရောက်လာခဲ့ပါတယ်။မင်းသားလေးကလည်းမိဖုရားကြီးကိုတွေ့တော့စက်တူရွေးဖြစ် ပြောင်းသွားခဲ့ပါတယ်။အမေသမီးကိုရှားနေရလား။ဟုတ်တယ်သမီးအမေသမီးကိုရှားနေတာကြားလာပြီ။သမီးကဒီမှာဘာလုပ်နေတာလဲ။ ာဖြစ်လို့လဲအမေဘာမှမဖြစ်ပါဘူးတခြားတိုင်းမိကမင်းသားလေးကသမီးနဲ့တွေ့ဖို့လာနေတယ်ဒါကြောင့်သမီးကိုလာခေါ်တာပါ သမီးကမင်းသားကိုတွေ့ရမယ်သမီးအိမ်တော်မပြုတ်ကျင်သေးဘူးသမီးမှာသဘောကျနေတဲ့လူရှိတယ်ဘလို့သမီးကတခြားတယောက်ကို သဘောကျနေတယ်ဟုတ်လားဟုတ်တယ်မေဘသူလဲဆိုတာကိုတော့သမီးပြောပြလို့မရသေးဘူးဒါပေမဲ့တနေ့ကျရင်တော့သမီးသူ့ကိုပဲလက်ထက်မှာ မေဝရကြီးကမင်းသမီးလေးအိမ်အောင်မပြူဘူးလို့ကြားတော့အယန်းကိုစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ဟုတ်ပါပြီ။ဒါဆိုသမီးဖြေကို အမေပြောပြလိုက်မယ်။ဒါပေမဲ့သမီးအခုတော့အမေနဲ့လိုက်ခဲ့ရမယ်။ဒီလိုနဲ့ပဲမေဝရကြီးနဲ့မင်းသမီးလေးကထွက်သွားခဲ့ပါတယ်။ကျတူကြီးလေးကတော့အဲ့ဒီစကားတွေကြားပြီးတော့မင်းသားလေးတစ်ပါးအဖြစ်ပြန်ပြောင်းသွားပြန်တယ်။မင်းသမီးကငါ့ကိုချစ်မိသွားပုံရတယ်။သူ့ရဲ့အိမ်အောင်ဘက်ကိုတောင်မှသူကညှင်းပယ်နေတာ။ နောက်နေ့မှာတော့ဂျက်တူရီလေးကမင်းသမီးလေးနဲ့တွေ့ဖို့စောင့်နေခဲ့ပေမယ့်မင်းသမီးလေးကမလာတာကြောင့်သူကစိတ်ဆိုးသွားခဲ့ပါတယ်။မင်းသမီးလေးကဘာလို့မလာသေးတာလဲ။ငါသူ့ကိုစောင့်နေတာကြားလာပြီ။ငါဘယ်လိုလုပ်ရမလဲ။ငါမင်းသားလေးကိုဘယ်လိုများအကူအညီရမလဲ။မင်းသမီးလေးဟာအကြံရပြီးတော့ဘယင်ကြီးစီကိုသွားခဲ့ပါဗါး။အဖေ၊သမီးတို့ခုလောက်ခွင့်တောင်းစရာရှိလို့ပါ သမီးတငယ်ချင်းတွေနဲ့အပြင်ကိုသွားချင်လို့ပါ။သမီးတငယ်ချင်းတွေ ဟုတ်လား။သမီးသူတို့အကြောင်းကိုတခါမှဖိအူလည်းမပြောဘူးပါဘူး။ဟုတ်တယ်ဗေ။သူတို့နဲ့ခင်တာကမကြသေးပါဘူး။သူတို့ကတခြားတိုင်းမိကလေ။ဒါပြင်သမီးတယောက်နဲ့သွားဖို့အဆင်မပြေဘူးလေ။လောက်ပါဗေရဲ့။သမီးသူတို့ကိုလွမ်းနေလို့ပါ။ဒါဆိုရင်လေသမီးကိုမြင်းစီစဉ်ပေးလိုက်မယ်။ အဖေရဲ့တပည့်တွေကိုလည်းထည့်ပေးလိုက်မယ်လေ။ဟိုမလို့ပါဘူး။တမီးကစတူရီလေးနဲ့အတူတူသွားမှာပါ။ဘယင်ကြီးကနည်းနည်းတော့အံ့ဩသွားပြီမေ။သူတမီးလေးပြောဖို့အတွက်လှုပ်ပေးလိုက်ပါတယ်။ဟုတ်ပါပြီ။ဒါဆိုလည်းတမီးတို့နှစ်ယောက်ပဲသွားလိုက်ပါ။ဒါပေမဲ့အဲ့ဒီကိုရောက်ရင်တော့အဖေကိုစားဖို့နော်။ဟုတ်ကဲ့ဘေး။ဒါဆိုတမီးမနှက်ဖြန်သွားမယ်နော်။ အဲ့ဒီလိုနဲ့ပဲမင်းသမီးလေးကစက်တူရွေးလေးနဲ့သွားတေးပါတယ်။မင်းလာပြီပေါ့။ငါမင်းကိုစောက်နေခဲ့ရတာအကြကြီးပဲ။ဘာရီလုံနေရလဲမင်းသမီးလေးရဲ့။ကျမရှင်းအတွက်ထည့်သွေးပြီးတော့စဉ်းစားနေလို့ပါ။အခုကျမတို့တူတူသွားလို့ရပြီ။ကျမဘေကို ခွင်နှောင်းခဲ့ပြီ။ငါတော်လန့်တွေကိုလည်းသိတယ်။မင်းသမီးလေးတကယ်ပြောနေရလား။ဘယင်ကြီးကိုဘလို့များပြောလိုက်တာပါလဲ။ ငါတငယ်ချင်းနေစီသွားမယ်ဆိုပြီးတော့ငါအဖေကိုလိန်ခဲ့တာလေ။အော်မင်းသမီးလေးကဒီလိုတော့ညံကောင်းတာပဲ။ငါညံကောင်းတာတော့လက်ခံပါတယ်။ဒါပေမဲ့ငငယ်လေးတဲကအခုချိန်ထိငါအဖေကိုငါကတကားမှမလိန်ဘူးဘူး။မင်းကဘာလို့ဘယင်ကြီးကိုလိန်ပြောလိုက်ရတာလဲ။ဒီလိုမေးတော့မင်းသမီးလေးကဘာမှဖြေစရာစကားမရှိတော့ပဲခဏလောက်တိတ်ဆိတ်သွားပါတယ်။ငါ့ကိုအဲ့ဒီလိုမေးတာကိုငါမကြိုက်ဘူး။ ငါကမင်းကိုစိတ်ပူပြီးတော့အခုလိုတွေလောက်ခက်မိတာပါ။နောက်နေ့မနက်မှာတော့မင်းသမီးလေးနဲ့ကြက်တူရီလေးကတော်တဲ့ကိုတူတူထွက်လာခဲ့ကြပါရဲ့။အခုတော်တဲ့ရောက်ပြီးဘယ်လန်းကနေသွားကြမလဲ။ငါတို့တော်လန်းကိုမသိလဲရွာသားတွေကိုမေးလို့ရပါတယ်။ငါတို့ကိုတယောက်ယောက်ကတန်နေရဖြစ်ရင်ဘလို့လုံးမလဲ။စိတ်မပူပါနဲ့ငါကမင်းသမီးလေးပဲလေတန်နေရဖြစ်စရာမရှိပါဘူး။ အဲ့ဒီလိုနဲ့ပဲသူတို့ကရွာတရွာကိုတွေ့ခဲ့ကြပါတယ်။ရွာထဲမှာတိုင်နေတဲ့လူ၃ယောက်ကို တွေ့တော့မင်းသမီးလေးကစကားတွားပြောလိုက်ပါတယ်။အကိုတို့ဒီမှာတောင်းဟောကြီးတခုရှိပါသလား။လူကြီးမင်းကမင်းသမီးလေးကိုကောင်းစားခြေစုံကြည့်ပြီးတော့ပြောလိုက်တယ်။ကောင်းပါလေ။မင်းကမင်းသမီးတပါမလား။ဟုတ်ပါတယ်။ကျမကမင်းသမီးဆိုပေမဲ့တောင်းရရဲ့အကြောင်းကို မသိလို့ပါ။ ဒါနဲ့ချက်တူရီလေးကချစ်စရာလေးနော်။မင်းကမေးရမဖြေပဲနဲ့ဘာတွေကိုဖြေးနေရလဲ။ချက်တူရီစကားပြောတာကိုမြင်တော့လူကြီးကအံ့ဩသွားပါတယ်။အိုးချက်တူရီက စကားတောင်ပြောနိုင်နေတာပဲမိုက်လိုက်တာကွာ။ဟုတ်ပါပြီ။ကျွန်တော်တို့ကိုတော့ကဘယ်နားမှရှိလဲဆိုတာကို ပြောပြပါတော့။အော်ငါသိတယ်။ဒီလန်တိုင်းသွားပြီးတော့ဘေးကိုချိုးလိုက်ရင်တောက်ကြီးကိုတွေ့လိုက်မယ်။ ဲ့ဒီတော့အုပ်ထဲမှာအန်နီရရှိတဲ့မြစ်တွေပါရီရောရှိလားဟုတ်တယ်ငါမင်းကိုပြောဖို့မေးနေတာအဲ့ဒီမှာမြစ်တစင်းတော့ရှိတယ်ဒါကိုကြတော့ကျက်တူရင်နဲ့မင်းသမီးလေးကပြောသွားပြီးတော့အဲ့ဒီနေရာကနေထွက်သွားပါတော့တယ်ကျက်တူရင်ကရမ်းကိုထူးဆန်းနေပြီးတော့မင်းသမီးလေးရောပဲလीအဲ့ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ကတော်ရဲကိုတွားခဲ့ကြပါဗါတယ်ဟိုလူတွေငါတို့ကိုလက်မပြလိုက်တာပဲနေမှာ ငါတို့အခုထိမတွေ့သေးဘူး။ဘာပဲဖြစ်ဖြစ်ဒီလောက်လမ်းပြပေးတဲ့အတွက်ကိုလည်းကျေးဇူးတင်ရမှာပဲလေ။ဘာကိစ္စကျေးဇူးတင်ရမှာလဲ။သူတို့ကငါ့ကိုကြက်တူရေးတကောင်လို့သတ်မှတ်ပြီးတော့လောင်ပြောင်နေကြတာလေ။တကယ်လဲမင်းကကြက်တူရေးပဲလေ။စိတ်ထဲမထားပါနဲ့။ဘာပြောတယ်။မင်းကဘာငါ့ကိုလောင်နေရလား။မဟုတ်ပါဘူးဟဲ့။အဲ့ဒီလိုနဲ့ပဲသူတို့ကတော်တဲ့ကိုဝင်သားကြပါရဲ့။ မင်းသမီးလေးကလည်းခရီးဝေးကြီးကိုထွက်လာတာကြောင့်ပင်ပန်းနေပါပြီ။ငါရမ်းပင်ပန်းနေပြီ။တစ်တော့ကလည်းအခုထိကိုမရောက်နိုင်သေးဘူး။ငါတို့လမ်းမကိုရောက်လာပဲနေမှာ။အခုငါတို့ဘယ်လိုလုပ်ကြမလဲ။မင်းဒီမှာခဏလောက်အနားယူနေပါ။ငါရှေ့ကိုတွားပြီးတော့တောအုပ်ရှိမရှိကြည့်ခဲ့မယ်လေ။ဒီလိုနဲ့ကျက်တူရီလေးကရှေ့ကိုတွားပြီးတော့ကြည့်ခဲ့ပါဗါတယ်။ခဏကြာတော့ကျက်တူရီကပြန်ရောက်လာခဲ့ပါဗါတယ်။ ဟုတ်တယ်ဟာလဲငါမှန်နေဒါပေမဲ့နည်းနည်းဝေးသေးတယ်ဒီလိုနဲ့သူတို့ကတော်တဲ့ကို ဆက်သွားခဲ့ကြပါရယ်ခဏကြာမှတော့တစ်တော့စီကို ရောက်သွားခဲ့ကြပါရယ်တော်တဲ့မှာကြောက်စရာကြီးနော်ဘူးမှလည်းမရှိဟုတ်တယ်ဒီတော်တဲ့မှာကတရိတ်ဆန်နေပဲနေထိုင်တာလေရှင် လူသားဖြစ်ပြန်ပြောင်းသင့်နေကျမတရိတ်ဆန်တွေကို ကြောက်တတ်တယ်ဒါကြောင့်မင်းသားလေးကလူသားဖြစ်ပြောင်းလိုက်ပါရယ် ဒီတောထဲမှာတကယ်ဘယ်သူမှမရှိဘူးလားအကဲ၍ငါတို့ကိုတောရိုင်းတရိတ်ဆန်နေတွေ့ရင်ဘယ်လိုလုပ်မလဲငါမင်းနားမှာရှိပါတယ်မတောက်ပါနဲ့ငါတို့မှာဓာတ်တစ်ချောင်းလောက်ရှိရင်တိတ်ကိုကောင်းပါပဲနော်မင်းသမီးလေးရဲ့ဒီတောထဲမှာဘယ်လိုလုပ်ပြီးရောဓာတ်ရှိပါမလဲအဲ့ဒီလိုမျိုးသူတို့ကတောအုပ်ကိုကြော်ဖြတ်ပြီးတဲ့အချိန်မှာဖះเจ้าတစ်ခုကို တွေ့တော့ရက်လိုက်ကြပါတယ် ဒီလောက်ဒေါနဲ့ကြီးထဲမှာဖះเจ้าကိုဘသူကများလာပြီးတော့စောက်ထားပါလိမ့်နော်။အာမင်းပြောတာလည်းဟုတ်တယ်။ဘသူကများစောက်ထားပါလိမ့်။အခုငါတို့ဘာဆက်လုပ်ကြမလဲ။ငါတို့တွေဖះเจ้าနဲ့ကိုသွားကြည့်ရအောင်။အဲ့ဒီလုံနေပဲမင်းသားလေးကကြက်တူရေးဖြစ် ပြောင်းလိုက်ပြန်နေ။မင်းသမီးလေးကတော့ယသိကြီးတစ်ပါးတရားထိုင်နေတာကိုတွေ့လိုက်ပါတယ်။ယသိကြီး ကျမတို့ကိုတခုလောက်ကူညီနိုင်မလား။ဘာကိစ္စများ ဖြစ်လို့လဲ။ကျမတို့ကမော်မြစ်ကိုရှားနေတာပါ။ဘယ်မှာရှိနိုင်မလဲဆိုတာကို ပြောပြပေးနိုင်မလား။မော်မြစ်ကိုဘာလို့မလို့လဲ။မင်းကမင်းသမီးတစ်ပါးမဟုတ်လား။ဟုတ်ပါတယ်။ကျမကမင်းသမီးတစ်ပါးပါ။ချိန်စာကိုဖယ်ရှားဖို့အတွက်အဲ့ဒီမြစ်ကိုရှားနေတာပါ။ ကျိန်းစာဆိုတာကဘလို့ကျိန်းစာမျိုးလဲငါကူပြောပြငါလဲမင်းကိုကူညီလို့ရရင်ကူညီမှာပါ ကျွန်တော်ပါကျွန်တော်ကမင်းသားတစ်ပါးပါကျိန်းစာကြောင့်ကြက်တူရေးဖြစ်နေရတာပါအေးဟုတ်ပြီဒါဖြင့်ငါမင်းတို့ကိုမှော်မြစ်စီကို ခေါ်သွားပေးမယ်ဒါနဲ့ပဲမှော်မြစ်နာကိုရောက်လာကြပါတယ်ဒါကတော့ဒီတော့ထဲမှာရှိတဲ့တခုတည်းသောမှော်မြစ်ပဲ ငါရဲ့အဆောင်နောက်မှာရှိတာကြောင့်တိတ်မမြင်ရတာလေ။ဒါပြင်ဒီရေကို ကျမတို့အသုံးပြုလို့ရမလား။ရတာပေါ့။ကြက်တူရေးလေ။ဘာဟုစောင့်နေရလဲ။ကျင်စာကိုဖြေတော့လေ။အဲဒီလိုနဲ့ပဲကြက်တူရေးလေးကရေထဲကိုဆင်းသွားပါတယ်။ခဏကြာမှတော့သူဟာမင်းသားလေးတစ်ပါးအဖြစ် ပြောင်းသွားပါတော့တယ်။ဒီပုံစံကိုမြင်တော့မင်းသမီးလေးလည်းပျော်သွားတာပေါ့ကွယ်အလိုလေ ငါလူပုံစံပြန်ဖြစ်ရပြီယသိကြီးကျွန်တော်ကိုကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်ရပါတယ်မင်းတို့လည်းအခုအနားယူလိုက်ကြပါဦးကျမတို့ကိုအနားယူလို့မဖြစ်ဘူးကျမနန်းတော်ကိုပြန်ရမယ်ဒါဖြင့်လည်းကောင်းပါပြီမင်းတို့တွေကံကောင်းကြပါစေဒီလိုနဲ့သူတို့ကနန်းတော်ကိုပြန်လာကြပါတယ်မင်းသမီးလေးမင်းကိုတခုလောက်မေးလို့ရမလား ကျွန်တော်ကိုချစ်လားရှင်ပါလို့ဒီလိုမေးရလဲကျွန်တော်ကမင်းသမီးကိုချစ်လို့ပါနောက်ပြီးတော့လေမင်းသမီးကိုဘယင်မကြီးကလက်ထပ်ခိုင်းတော့ဘာဖြစ်လို့ညင်းလိုက်ရတာလဲဘာလို့လဲဆိုတော့ကျမမှာသဘောကျနေတယ်လူရှိလို့ပေါ့အဲ့ဒီလူကိုတော့ရှင်နန်းတော်ရောက်ရင်သိရမှာပါဒီစကားကိုကြားတော့မင်းသားလေးလည်းဝမ်းနေသွားပါတယ် အပြန်လမ်းမှာတော့သူတို့ကဓမြတွေနဲ့တွေ့ကြပါတယ်။အိုးမင်းသားနဲ့မင်းသမီးပဲငါတို့တော့ချမ်းသာပြီဟဲ့။မင်းမှခြေရီလက်တွေပါတာပဲလှုပ်စားကြပါလား။ဟာအဲ့ဒါကငါတို့ကိစ္စအခုမင်းတို့မှရှိတာ အကုန်ပေးစမ်းမပေးရင်တော့ငါမင်းတို့ကိုတတ်ပြစ်မယ်။အောက်မှာမင်းကတော်တော်အတင်ရဲတာပဲ။ဒီမှာ မင်းငါ့ကိုတရားချနေလဲအပေါ်ပဲမင်းပြန်ချင်းပြန်လေမင်းသမီးကိုတော့ထားခဲ့လိုက်မင်းကအယူပဲဒီလိုနဲ့မင်းသားလေးကတွန်းထုတ်လိုက်ပါတယ်မင်းအမြငါ့ကိုတွန်းရတယ်ပေါ့မင်းတေဖို့သာပြင်ပြီးတော့အဲ့ဒီချိန်မှာပဲထင်းခုတ်လာတဲ့ရွာသားတွေက သူတို့ကိုတွေ့ပြီးတော့ကူညီကြပါတယ်မင်းတို့ကများငါတို့ရွာမှာဓမြတိုက်ရဲတယ်ပေါ့ မင်းတို့ကောင်းနေတေဖို့သာပြင်တော့ဓမြကြီးလည်းကြောက်ပြီးတော့ပြေးသွားပါတော့တယ်။ဘာဖြစ်သွားသေးလဲဗျ။ဘာမှဖြစ်ပါဘူးကျေးဇူးပါနော်။အော်မင်းကခုနကမင်းသမီးလေးမလား။ဟုတ်ပါတယ်။ရှင်တို့ကရောဘာလုပ်နေကြတာလဲ။ငါတို့ကဒီတော်ရဲကို ထင်းခုတ်ဖို့လာကြတာ။ဒါနဲ့ဒီမင်းသားကဘယ်သူလဲ။သူကစက်တူရည်လေးလေး။ မင်းသမီးလေးကရွာသားတွေကိုတေချာအကြောင်းစုံရှင်းပြလိုက်ပါတယ်။ရွာသားတွေလည်းဒီစကားကိုကြားတော့အံ့ဩဝမ်းသာပြီးတော့ပျော်ရွှင်နေကြပါတယ်။မင်းသားလေးကိုကူညီရလို့ကျွန်တော်တို့ဝမ်းသာမိပါတယ်။ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ကနန်းတော်ကို ပြန်သွားကြပါတယ်။ဘယင်ကြီးကမင်းသားလေးကို တွေ့တော့အံ့ဩနေပြန်တယ်။တမီး तू ကဘာတူလဲ။အဖေတမီးအဖေကိုလင်းညာပြီးတော့ပြောဆိုခဲ့မိပါတယ်။ နေပါအောင်ကျက်တူရီလေးရောဘယ်မှာလဲအဖေ तू ကကျက်တူရီလေးပါပဲအเจ้าဆုံးကတော့ဒီလိုပါမင်းသမီးလေးလည်းဘယင်ကြီးကိုအမှန်တိုင်းပြောပြလိုက်ပါတယ်အိုးဒါကအံ့ဩစရာပဲဟုတ်တယ်မင်းသမီးလေးကူညီလို့အခုလိုပြန်ပြီးရောနေနိုင်တာပါမင်းလူသားပြန်ဖြစ်လာလို့ဝမ်းသာပါတယ်ကွာ။ဒါနဲ့ဖေ အမေရောဘယ်မှာလဲယင်။တမိမေကပြောတယ်။တမိမာချေရမယ့်လူရှိတယ်ဆို။အဖေကိုလည်းပြောပြပါအောင်။ "तू ကဘသူများလဲ။ तू ကဟောဒီကမင်းသားလေးပါ။မင်းသားလေးလည်းအရန်ကို ပြောသွားခဲ့ပါတယ်။တော်ရဲမှာမင်းသမီးပြောခဲ့တာကို तू ကအခုတော့သိသွားခဲ့ပါပြီ။တမီး तू နဲ့ပဲလက်ထက်ချင်နေဖေးခွင့်ပြုနိုင်မလား။အဖေခွင့်ပြုပါရဲ့။ ဒါပေမဲ့မင်းသားလေးရဲ့နာမည်ကိုပြောပြပါဦးကျွန်တော်ကအရှိတိုင်းမီကမင်းသားကွန်တန်ပါအဲ့ဒီနာမည်ကိုကြားတော့မင်းသမီးလေးကသူ့လက်ထက်ဖို့ညင်းလိုက်တဲ့လူဖြစ်မှန်းကိုသိသွားပါတယ်။ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့သူတို့ကလက်ထက်လိုက်ကြပြီးတော့ပျော်ရွှင်စွာနဲ့နေထိုင်သွားကြပါတယ်ကွယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲရှင်။ ုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါအောင်မရှင်။